ပတ်စံမဲ့ပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပတ်စံအကြောင်းလေးပြပြချင်ပါတယ်ကျွန်တော်ငယ်ဘဝဖြစ်တတ်မှုတွေနဲ့လောကအမြင်တစ်ခုလုံးကိုကျွန်တော်နည်းနည်းပြဝေပေးချင်ပါတယ်ဒီမှာပြပြချင်တာကကျွန်တော်ရဲ့အမြင်ကြီးအကုန်လုံးကြီးအမှန်တရားမဟုတ်ဘူးတကယ်လို့မိတ်ဆွေနဲ့ကြိုက်တယ်ဆိုရင်ကိုတုံးကြည့်လို့ရတယ်ဒါလေးကိုကျွန်တော်မျှဝေပေးပါဦးပတ်စံမဲ့ပါ ပတ်စံအရင်ရေးကြည့်ပါရယ်တခါလေကြောက်လို့ရှိရင်ကျွန်တော်တို့ကအားနာတတ်တဲ့စိတ်တခြားလူတွေပေါ်မှာစိတ်မကောင်းဖြစ်တော့မှဖြစ်တဲ့စိတ်နဲ့တခါလေကြောက်ရင်ကျွန်တော်တို့ကလူကောင်းဆိုတာပြဖို့အတွက်ကိုကျွန်တော်တို့ရဲ့ culture မှာပတ်စံမမက်တဲ့ဟာကိုဟန်ဆောင်တတ်ကြတယ်ပတ်စံမက်တဲ့ဆိုမကောင်းဘူးလို့လည်းထင်တတ်ကြတယ်အဲ့တော့ဘယ်ဟာမန်တလေကျွန်တော်အရင်တော့ဆိုလို့ရှိရင်ပတ်စံမက်တဲ့အောင်မပြဘူးစည်နာအပြည့်နဲ့ထားတယ်၊ကုညီပေးတယ် ောက်ပိုင်းကျောက်ပြန်စင်းလာကြည့်ရင်ငါစင်းလာတဲ့အယူအဆအမှန်တလားဘာလို့လဲဆိုရင်အလုပ်တွေအရင်လုပ်တယ်ပတ်စံပဲတော့မှမကြမ်းဘာလို့လဲဆိုလို့ရှိရင်အမိကိုပြေးလိုက်တယ်မိသားစုတွေအတွက်ကျွန်တော်ပြေးလိုက်တယ်တခြားလူတွေကိုပြေးလိုက်တယ်ကိုယ့်အတွက်ကမကြမ်းအလုပ်တော့လုပ်တယ်မကြံတဲ့ချိန်မှာပြန်စင်းသွားခြင်းချင်းဘာတတူလဲဆိုလို့ရှိရင်ကျွန်တော်ရတန်ဖိုးထားမှု level မှာပတ်စံဆိုတာမရှိနေဘူးဖြစ်နေရအဲ့တော့နောက်ပိုင်းမှာကျွန်တော်စင်းသွားကြည့်ရကိုကိုကိုပြန်ပြောတယ်ငါပတ်စံမှန်မှရမယ် တ်ဆက်မဲ့ပါဘာလို့လဲဆိုရင် ပတ်ဆက်ရှိလို့ရှိရင်နံပါတ်1ကကိုညီကျင်တဲ့လူတွေကိုညီပေးလို့ရတယ်ပတ်ဆက်မရှိရင်ကိုညီပေးကျင်တဲ့လူတွေကိုညီပေးလို့မရအောင်ကိုအလူတန်းလုံးချင်တာတွေလုံးလုံးမရအောင်ကိုဝေးချင်တာတွေဝေးလို့မရအောင်တခြားလူတွေကိုညီပေးလို့မရအောင်ဒီတော့ကိုရှိမှကိုလူချင်တဲ့ကဝေးလို့ရမှာဖြစ်တယ်လို့ကိုပေးကျင်တဲ့လူတွေကိုပေးလို့ရမယ်တကယ်လို့ပတ်ဆက်မရှိလို့ကိုရဲ့တာသမီးကိုလေပေးနိုင်မှာမဟုတ်ဘူး ကိုယ့်ရဲ့တူတွေတူမတွေအမိတွေအဖေတွေအမျိုးတွေကိုလည်းကူညီနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ပတ်စံမှတ်တာတွေမကောင်းတာမဟုတ်ဘူးပတ်စံမှတ်တာတွေကောင်းတယ်ပတ်စံကိုအလွန်အကျွံမက်ပြီးတော့မှတခြားအပိုင်းတွေလုံးမာတာကောင်းခြင်းမကောင်းပါဒီဟာနဲ့ပတ်သက်တဲ့အပိုင်းကိုလည်းကျွန်တော်ဆွေးနွေးပါပါမယ်နံပါတ်၁ကပတ်စံမှတ်ခြင်းကြီးကောင်းတယ်ပေါ့လေကူညီခြင်းနဲ့လူတွေကူညီပေးလို့ရနံပါတ်၂ကကျတော့မိတ်ဆွေကြုံမှုလားမသိဘူးကိုချမ်းသာတဲ့တကယ်ချင်းနေနဲ့ သွားတဲ့ချိန်တကယ်လို့ဒီဗီဒီယိုလေးကိုကြည့်နေပြီဆိုတာအရင်ချမ်းသာတဲ့လူဆိုရင်တော့ဂျုံမှုချင်းမှဂျုံမှုလိမ့်မယ်ခံစားမိချင်းမှလည်းခံစားမိလိမ့်မယ်ပေါင်းလေးဆိုရင်တချို့နေရာတွေတွားပြီးဆိုလို့ရှိရင်ချမ်းသာတဲ့လူတွေပို့ပြီးတော့မှအလေးပေးတယ်စီနီယာကဝိတဝိစာလက်ဝေရတနာဒီပုံမှန်မူတည်ပြီးတော့မှမျက်နှာကြီးဟာဟင်ဘက်ပါတယ်ဒီ society ကကျွန်တော်တို့မကြိုက်ဘူးလို့ဘယ်တော့ပဲပြောဒါကြီးကဖြစ်နေရကျွန်တော်တို့နိုင်ငံမှာနေမဟုတ်တက္ကပါလုံးမှာဖြစ်နေရ ဒီတော့လူတွေကမများတော့ဘူးဆိုတာကျွန်တော်တို့တည်ရမယ်ဒါကိုတည်ရဆိုရင်ကျွန်တော်တို့ဆောင်ရတာလွယ်ပါပြီလောကကြီးမှာကျွန်တော်ကြည့်လိုက်လင်းရင်စီးရင်တော့မှပတ်စံပေးတဲ့ပုံစံမတူရင်သူ့ရဲ့ treat လုပ်တဲ့ပုံ ကျွန်တော်တို့ဆက်ဆံတဲ့ပုံမတူဘူးအလားတူပဲကျွန်တော် society မှာလည်းပတ်ဆက်မရှိဘူးဆိုရင် ကျွန်တော်ဆက်ဆံတဲ့ပုံစံတူမှာမဟုတ်ဘူးဒီတော့ ကျွန်တော်တို့ဒီခွဲခြားဆက်ဆံတာကိုမခံကျင်ဘူးဒါဆိုလို့ရှိရင်တော့ပတ်စံရှာလို့လိုတယ်အကြီးမပါရလို့ဖြစ်ချင်ဘူးပတ်စံရှာလို့လိုတယ်မှန်ပါတယ်ပတ်စံတဲ့အရေးကြီးတဲ့အရာကြီးအများကြီးရှိနိုင်တယ်ဥပမာဆိုရင်ညာနာဆွမ်းအားရကူညီပေးရအောင်အများကြီးရှိနိုင်တယ်အရေးကြီးရာနေဘလို့ပဲကူညီပေးနေတာဖြစ်ပါစေကိုကိုယ်တိုင်ပတ်စံရှိဖို့လိုတယ်ဒီနေ့ခင်မှာပို့လို့တော့အရေးကြီးရယ်မိတ်ဆွေ passport လောက်ချင်တယ် ပတ်စံလိုတယ်ဗီဇာလိုခြင်းနဲ့ပတ်စံလိုတယ်အိမ်ကားနေရအခုတော့ပတ်စံလိုနေရဒီတော့ကိုကခွဲခြားဆက်ဆံတာကိုမခံချင်ဘူးဆိုရင်ပတ်စံရှောင်းလို့ရနောက်တစ်ခုကအရေးပါအရာရောက်တဲ့လူဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပတ်စံရှောင်းလို့ရမီတာစုတစ်စုမှကျွန်တော်ကြည့်လိုက်ဘယ်သူမှအားလားရှိတော့လဲပတ်စံရှောင်းတဲ့လူမှအားလားရှိတော့အများစုကတခါလေးကြောက်လို့ရှိရင်ကျွန်တော်တို့ကမိဘစကားနားထောင်ရတယ်ငယ်ငယ်တုန်းက အဖေအမေအဖိုးအဖွားပတ်စံပေးတဲ့လူရဲ့ပါဝါအရှိတုံးဖြစ်တတ်တယ်။ဒီတော့တစ်ခါလေကြောက်လို့ရှိရင်ကိုလိုချင်တာရဖို့တော့ပါဝါလိုတယ်။ကိုရဲ့သူမြောက်မှုလွတ်လပ်မှုကိုယ်တိုင်မရှိဘူးဆိုတော့ကိုကိုယ်တိုင်ပတ်စံမရှာနိုင်လို့ဖြစ်နိုင်တယ်။ဒါကြောင့်မလို့ကိုကိုယ်တိုင်လွတ်မြောက်မှုရခြင်းနဲ့လွတ်လပ်မှုရခြင်းနဲ့ဒါဆိုလို့ရှိရင်တော့ပတ်စံရှာလို့လိုပါတယ်။ဒါကြောင့်မလို့မိဘအိမ်မှာနေနေမိဘကြွေရစားနေမိဘပြောတာနားထောင်အောင်မယ်။တကယ်လို့ကိုချီလာဘောကိုရက်တည်နိုင်တယ်ကိုပတ်စံကိုရှာနိုင်တယ်ဆိုလို့ရှိရင် ိုကလွန်မြောက်မှုရှိမယ်။နောက်ခုကတော့ကျွန်တော်ပတ်စံရှာတဲ့နေရာမှာကျွန်တော်အရန်အရေးကြီးကတမအာစီဝဖြစ်ဖို့အရေးကြီးရယ်။တခြားလူတွေဒုက္ခရောက်အောင်မလုပ်ဘဲနဲ့ပတ်စံရှာတာဘာလို့လဲဆိုရင်ပတ်စံမက်တာအကောင်လေးပတ်စံအလုံးကြုံမဲ့ပြီးတော့မှတခြားလူတွေဒုက္ခရောက်အောင်လုပ်တာမကောင်းဘူး။ညောင်းလို့ကျွန်တော် making ship ပါမှလည်းပါတယ်။တမအာစီဝရှိရှိနဲ့အတ္တမဝန်ကြောင့်ပြုဖို့ကိုယ့်ရဲ့အတ္တမဝန်ကြောင့်ပြုတာဒီတခြားလူတွေကိုဒုက္ခမပေးဖို့အတွက်တမအာစီဝကြောင့်လုပ်ပါတယ်။ကိုယ်လေးပြာကိုလုံးဖို့အရေးကြီးတယ်။ ပတ်စံရှာရတဲ့နေရာမှာဒါဟာအရင်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အဲ့တော့ပတ်စံရှာလို့ရှင်ဘာကြီးလို့မလဲ။ပတ်စံရှာရတဲ့နေရာမှာလိုအပ်တဲ့ချက်တွေအများကြီးရှိလိမ့်မယ်။ကျွန်တော်မြင်တာကမိဆွေကဘာအလုံးလုံးဒီဖြစ်စီကျွန်တော်တို့ပတ်စံပြီးတဲ့လူရှိမှာကျွန်တော်ပတ်စံရမယ်ဒီလိုလုပ်ဖို့အတွက်ဆိုလို့ရှင် marketing ပညာရလေးလာဖို့လိုတယ်ဘာလို့လဲဆိုရင် marketing ပညာရဆိုတော့ကိုယ်လုံးဝမသိတဲ့ဒီဇိန်းတွေဒီဒီဇိန်းညာလေးကိုယ်တည်လာမယ်ဒီ marketing ကိုယ့်ရဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေကိုဝယ်လာမယ်ဒီ marketing ဖတ်ဝယ်မယ်ကျွန်တော်တို့တဘောကြရဆိုရင်ကျွန်တော်တို့ ဒီအမှတ်စဉ်တခြားလူတွေကိုပြပြနိုင်မယ်ဒီတော့မိတ်ဆွေမားကတ်တင်းပညာတေချာလေ့လာရဆိုလို့ရှိရင်ဟုတ်တယ်ရနိုင်တယ်ဖွင့်ရှာလို့ရတယ်ဘာအလုပ်ကိုလုပ်ဒီဖြစ်စီမားကတ်တင်းပညာရကျွန်တော်တို့လိုတယ်နောက်တစ်ခုကကိုမပါဘဲနဲ့လေပတ်ဖို့အတွက်ဆိုရင်ကိုရဝန်ထမ်းတွေအလုပ်လုပ်ပြီးနေကိုစနစ်တွေလုပ်လုပ်နေကိုကိုနေဝန်ဆောင်မှုတွေရောင်းနေရရင်ငွေရဖို့လိုတယ်ဒီတော့ business ကိုလေ့လာဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောရမှာအတိအကတောင်းချက်လို့လေ့လာရတယ်နံပါတ်1ကတော့ကိုကိုကို ခိုင်းလို့ရှိရင်စကားနားထောင်ဖို့အတွက် mastery လို့ခေါ်တဲ့တစ်ဖက်ခန့်ခန့်ကျွမ်းကျင်ဖို့ကိုကဒီဗီဒီယိုရချင်ရင်ဗီဒီယိုရဖြစ်လို့အောင်ကိုကဒီစားတော့မစားနိုင်ဆိုမစားအောင်ဒီချိန်မှာဒါလို့ဆိုရင်ကိုစကားကိုနားထောင်ဖို့အတွက် mastery တစ်ဖက်ခန့်ခန့်ကျွမ်းကျင်ဖို့ကျွန်တော်လုပ်ဆောင်နေကိုစကားကိုနားထောင်ပြီဆိုရင်ဒါပထမတစ်ဆင့်အောင်မြင်ပြီဒုတိယတစ်ဆင့်ကကျွန်တော် marketing ကိုခေါ်တဲ့ idea ကို income ဝေးဝေးအနေနဲ့ပြောင်းအောင် ခုနကပြောလို့ဒီဇိုင်းကိုအတိအတိကိုဖောက်တယ်ဖောက်တယ် marketing predator marketing predator ကို twin လို့ပြောင်းလည်လာတယ် marketing ကိုပြီးွားရင်စီမံခန့်ခွဲမှုပညာရဲ့ business management လည်လာတယ်ဒီတော့ကျွန်တော်တို့ M3 လို့အမြဲတမ်းပြောရင် mastery marketing management ဒီသုံးခုလည်လာလို့ပါတယ်ဟုတ်လူတွေပေါင်းတဲ့နေရာမှာဆိုလို့ရှိရင်အလားတူပဲပတ်စံရှာပြီးွားရင်လူအများစုကမထိန်သိမ်းတတ်ဘူးတချို့ကြတော့ထိန်းတော့ထိန်းနေတဲ့နေရာမှာပွားတတ်ဘူးကျွန်တော်တို့လုံဆောင်အောင်ပါလိ ခြာနာတဲ့ပတ်စံပြန်ပွားအောင်လုပ်အောင်ပါဒီတော့ဒီလိုပွားဖို့အတွက်ဆိုကျွန်တော်တို့ idea ကျွန်တော်တို့လိုတယ်နောက်တစ်ခုကကိုယ်နဲ့ပေါင်းသိတဲ့လူတွေကပတ်စံဖြုံးနေတဲ့ကောင်တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပတ်စံကိုပွားပြီးတဲ့လူတွေဖြစ်တယ်ဆိုရင်အတိုင်းတက်တော့ဖြစ်လာနိုင်တယ်ဒါတော့ငွေကြီးနဲ့ပတ်သက်တဲ့ကျွန်တော်စဉ်းစားမိတဲ့အချက်တွေဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ကြားချင်တာပတ်စံမှတ်ပါပတ်စံမှတ်တာတွေကောင်းနေပတ်စံကိုလောဘတွေများပြီးမှတ်တာကောင်းခြင်းမှာကောင်းလိမ့်မယ်လောဘဆိုတာကိုယ်နဲ့မထိုက်တန်တဲ့ဟာကိုရချင်တာ ကိုနဲ့ထိုက်တန်တာလေပူရကျင်အောင်လေလောဘလို့ခေါ်တယ်။တကယ်လို့ကျွန်တော်တို့ကကိုလှုပ်လိုက်တယ်ကိုနဲ့ထိုက်တန်တာကိုရကျင်တယ်။ဒါလောဘမဟုတ်ဘူးဆန္ဒဖြစ်တဲ့အတွက်ကြောင့်ကောင်းမွန်နေစေတဲ့သိဖြစ်ပါတယ်။ဒါကြောင့်ပတ်စံမက်ဖို့လိုပါတယ်။ပတ်စံမက်မှာပဲကိုရဲ့အမျိုးကြီးကိုရဲ့ချစ်တဲ့လူတွေသူတို့ပေးလို့ရပါမယ်။ပတ်စံမရှိဘူးလို့ကြံရတယ်လို့လို့မရအောင်။ပတ်စံမရှိလို့ကျွန်တော်ဗီဒီယိုရိုက်ကျင်တယ်။ဗီဒီယိုရိုက်ဖို့တော့ကင်မရာလေးမဝင်နိုင်အောင်ကျွန်တော်တို့ data လေးမဝင်နိုင်ဘူး။ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ တ်ဆက်များများရှိလေကိုပေးခြင်းတဲ့လူတွေကိုပြန်ပြီးပေးနိုင်လေဖြစ်ပါပါကျွန်တော်အနေနဲ့အားကြောင့်လေဒီကျွန်တော်အဖိုးရိဘေးရိဆိုလို့ရှိရင်လေဒါတရုတ်ပြည်ထိန်းထုံးပန်းရိပြောင်းလာတယ်ကျွန်တော်အဖေအမေဆိုလို့ရှိရင်လေကျွန်တော်မိသားစုတွေမှာဆိုရင်ចောင်းဆရာဆရာမမျိုးရိုးများတယ်ကျွန်တော်အဖိုးရိဆိုလို့ရှိရင်လေအရင်တော့ဆိုရင်ဒါအကြံပေးလို့ပါလို့လုပ်ခဲ့တာပေါ့နော်ဒီတော့ဒီလိုမျိုးကလာတယ်ပြောင်းလို့ကျွန်တော်ရဲ့တမိုင်းမိတော်ဝင်ကျွန်တော်ခံယူလာတာလူသားတွေရဲ့ပုံပေါ်အောင်ပညာရေးနဲ့နေပညာအသုံးပြုပြီးတော့မှာ အပြောင်းလဲလုပ်ပြီးနိုင်ရမယ်။ဒါကျွန်တော်ရဲ့ခံယူချက်ပေါ့။ကိုမွေးခဲ့တဲ့နေရာ၊နေတဲ့နေရာဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကျွန်တော်တိနာအားတချို့မျှဝေပေးနေတာဖြစ်ပါတယ်။အဲတော့တကယ်လို့မိတ်ဆွေအဆုံးထိကြည့်ရဆိုကြတဲ့အတိခံပြီးလေ့လာနိုင်လို့လို့ကျွန်တော်တို့ယူဆပါတယ်။ဒီနေ့ဒီဗီဒီယိုတွေကကိုစဉ်းစားမိတဲ့အချက်လေးတစ်ချက်သာရှိခဲ့မယ်ဆိုရင်ပါလိမ့်မယ်ဖြစ်မယ်။ comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြီးပါအောင်။အဆုံးထိပြေးကြအောင်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။